မင်္ဂလာပါရှင်ဒီကနေ့ရဲ့နောက်ဆုံးရထိတ်တန့်သတင်းတွေကိုတင်ဆက်ပေးပါရမင်းမြန်မာငလင်အတွက်ရှူကင်အစိုးရကစတာလင်ပေါင်၁၀တန်းနဲ့အမေရိကန်အစိုးရကကန်ဒေါ်လာ9တန်းထပ်တိုးကူညီရေးကြောင်းတင်ဆက်ပေးပါမင်းမြန်မာနိုင်ငံမှာမလ28ရက်ကလောက်ခတ်ခဲ့တဲ့အင်အားပြင်းငလင်တန်တင်ပြည်သူတွေအတွက်ရှူကင်အစိုးရကစတာလင်ပေါင်၁၀တန်းထပ်မံတိုးမြင့်ထောက်ပံ့ပေးထားတယ်လို့မြန်မာနိုင်ငံဆိုင်ရာရှူကင်တန်ယုံကထုတ်ပြန်ထားပါတယ်ရှူကင်နဲ့လက်ရှိလူသားချင်းစာနာထောက်ထားမှုဆိုင်ရာတုံ့ပြန်ဆောင်ရွက်ခြင်းလုပ်ငန်းတွေအတွက်စတာလင်ပေါင်၁၀တန်းထပ်တိုးပြီးအခု ူညီတွေထပ်မြင့်တင်လိုက်တာလို့ဆိုတာပါငလင်ပေအတွက်ရှူကင်းအစိုးရကမလ29ရက်ကစတာလင်ပေါင်းဆက်တန်းအရေးပေါ် BNI ဆိုင်ရာကော်မတီကတဆင့်ပြည်ထောင်နိုင်ငံသားတွေလှူဒန်းတဲ့ရှမ်ပုန်ငွေစတာလင်ပေါင်း၅တန်းပြင်အခုထပ်တိုးရှမ်ပုန်ငွေအပါအဝင်စုစုပေါင်းစတာလင်ပေါင်း25တန်းကိုမြန်မာငလင်အတွက်ထောက်ပံ့ထားတယ်လို့ဆိုပါတယ် UK အစိုးရရဲ့ထောက်ပံ့တွေဟာငလင်းဘေးဒဏ်သင့်ဒေတာကအကူအညီလိုအပ်သူပေါင်း၁၅000ကျော်စီရောက်ရှိပြီးအထောက်ပံ့အကူအညီပေးရမှာရှေးဥတုနာပြုအကူအညီပေးခြင်းအရေးပေါ်နေစိတ်ပိုင်းဆိုင်ရာစောင့်ရှောက်မှုပေးခြင်းအခြေခံကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းစားနပ်ရိက္ခာရှိနေထိုင်ဖို့အမိုးအကာနဲ့တကူရီတန်ရှင်အသုံးဆောင်ပစ္စည်းတွေပေးအပ်ခြင်းတို့ပါဝင်တယ်လို့သိရပါတယ်။အင်ဒိုပစိဖိတ်ဒေတာဆိုင်ရာ UK ဝန်ကြီးကလည်းအခုလိုငလင်းမလောက်ခန့်ခင်ကလေးက၄နှစ်ကြာပဋိပက္ခရရဲ့နောက်ဆက်တွဲအနေနဲ့မြန်မာဟာကမ္ဘာမှာအဆိုးရွားဆုံးသောလူသားချင်းစာနာထောက်ထားမှု င်ရာအကြက်တဲတွေတဲကတခုကိုရင်ဆိုင်နေရတာဖြစ်ပါတယ်ကျမတို့အခုလိုအရှိန်ဟုန်မြင့်ပြီးကူညီတာဟာမှန်ကန်တဲ့လုပ်ရက်တခုပါ UK အစိုးရရဲ့လင်းမြန်တဲ့တုံ့ပြန်ချက်တွေကြောင့်အသက်ကယ်ဆယ်ထောက်ပံ့မှုတွေဟာငလင်တန်အစိုးရဆုံးခံရသူတွေစီကိုရောက်ရှိနေတာဖြစ်ပါတယ်အခုလိုထပ်တိုးရန်ပုံငွေကြောင့်မြေပြင်မှာရှိနေတဲ့ကျမတို့ရဲ့မိဖက်တွေအနေနဲ့ငလင်ပေးတဲ့ပြည်သူတွေကိုပုံမှုကြေကြေပြန့်ပြန့်ကူညီနိုင်မှာဖြစ်တယ်လို့ပြောကြားထားပါတယ် UK အစိုးရအနေနဲ့မြန်မာနိုင်ငံမှာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေအခိုင်အမာပံ့ပိုးနေပြီး2021ခုနှစ်စက်တက်အာနာသိမ့်ပြီးချိန်ကလေးကလူသားချင်းစာနာထောက်ထားမှုအကူအညီစုစုပေါင်းစတာလင်ပေါင်းတန်း190ကိုပံ့ပိုးပေးခဲ့တယ်လို့သိရပါတယ်။ဒါ့အပြင်အမေရိကန်အစိုးရကလည်းပြည်အနယ်ကျွမ်းကျင်ပညာရှင်တွေရဲ့ကနအုပ်အကဲဖြတ်စမ်းစစ်ချက်တွေအရမြန်မာနိုင်ငံတွင်ငလင်ပေးတဲ့အတိုင်အတိုင်ဝန်တွေကိုပံ့ပိုးကူညီဖို့အမေရိကန်ဒေါ်လာ9တန်းခန့်ကိုထပ်တိုးရန်ပုံငွေဖြင့်အသုံးပြုသွားမယ်လို့မြန်မာနိုင်ငံဆိုင်ရာအမေရိကန်တန်ယုံကဆိုပါတယ်။မလ31ရက်မှာကြေညာခဲ့တဲ့ အမေရိကန်ဒေါ်လာ2သန်းနဲ့အခုထပ်မံပေးရမယ့်အထောက်ပံ့တွေကတဆင်ကလင်းဘေးဒဏ်သင့်အတိုင်းဝန်းတွေအတွက်အရေးပေါ်နာခွေရာစားနပ်ရိက္ခာစေဝါပစ္စည်းတွေနဲ့တောက်သုံးညီတို့ကိုပြန်ရပြီးသွားမယ်လို့သိရပါတယ်။နောက်ထပ်တစ်ပုတ်အနည်းနဲ့2025ခုနှစ်အတွင်းစစ်ကောင်စီရဲ့ဖမ်းဆီးထိန်သိမ်းခံရပြီးစစ်ကြောရေးမှတည်ဆောက်သူ73ဦးထိရှိတဲ့ကြောင်းတင်ဆက်ပေးပါမယ်။မြန်မာနိုင်ငံတော်2025ခုနှစ်ဇန်နဝါရီလတရက်ကနေမန္တလေး31ရက်ထိအကြံပေးစင်အုပ်စုကဖမ်းဆီးထိန်သိမ်းပြီးရနောက်သူတို့ရဲ့တရားဝင်ထိန်သိမ်းစခန်းတွေကစစ်ကြောရေးမှတည်ဆောက်သူ73 73ရောက်တည်ရှိတယ်လို့နိုင်ငံရေးအကြီးအကဲများကူညီစောင့်ရှောက်ရေးအသင်း EPP ကထုတ်ပြန်ထားပါတယ်။အကြံဖတ်စစ်အုပ်စုမှဖမ်းဆီးထိန်သိမ်းပြီးရဲ့နောက်တရားဝင်ထိန်သိမ်းစခန်းနေဖြစ်တဲ့စစ်ကြောရေးမှာတည်ဆောင်းသူအမျိုးသား၄ယောက်ရဲစခန်းမှာတည်ဆောင်းသူအမျိုးသား၃ယောက်အကျဉ်းထောင်နေမှာတည်ဆောင်းသူအမျိုးသမီး၁ယောက်နဲ့အမျိုးသား၅ယောက်စုစုပေါင်း73ယောက်ကိုနာမည်နဲ့တကွအတည်ပြုနိုင်ခဲ့တယ်လို့ EPP ကဆိုပါတယ်။ မလ19ရက်ညပိုင်းကရခိုင်ပြည်နယ်စစ်တွေမျိုးမိစံရက်ကွက်ကလူငယ်တရားဖြစ်တဲ့ကိုနေတုံးဟာကိုရီးယား PX3 စိတ်ကန်အနီးမုံဝဲစာနေခြင်းကင်းလက်နေတဲ့အကြမ်းဖက်စစ်အုပ်စုကရိုင်းနှက်ပြီးအာရခတက်တော်အင်းနဲ့ဆက်ဆက်တယ်လို့ဆဆွဲပြီးဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ဆိုပါတယ်။အဲဒီနောက်စစ်တွေမျိုးရှိဒေသကိုယ်ကဲမှုစစ်ဌာနချုပ်ဒါကစာမစစ်စေးကညှဉ်းပန်းနေဆက်မှုကြောင့်တေလူမျိုးပါတန်ရာတွေရရှိပြီး၃ရက်အကြာစစ်တွေစင်ရုံကိုပို့ဆောင်ခြင်းလမ်းကူးလက်မှာပဲတည်ဆောင်သွားခဲ့ပြီးမလ21ရက်မှာမိသားစုဝင်နေစီရုပ်လောင်းကို စစ်တွေစေယုံမှာလာရောက်ထုတ်ယူဖို့အကြောင်းကြားခဲ့တယ်လို့သိရပါတယ်။2021ခုနှစ်ဖေဖော်ဝါရီလတင်ရမတရားစစ်အာဏာသိမ်းချိန်ကစလို့အပီလာလီရဲ့နေအထိအကြမ်းဖက်စစ်အုပ်စုနဲ့လက်ပါစီလိုကြောင့်နေဦးတော်လိုင်းကာလာအတွင်းတည်ဆောင်းခဲ့တဲ့ဒီမိုကရေစီရေလှုပ်ရှားသူတွေနဲ့ပြည်သူစုစုပေါင်းမှာ6481ယောက်ရှိပြီဖြစ်တယ်လို့ ABB ကထုတ်ပြန်ထားပါတယ်။ ဆက်လက်ပြီးမြန်မာစစ်ကောင်စာကိုဆန္ဒပြခဲ့တဲ့ထိုင်းចောင်းသားပြန်လွတ်လာပြီးမြန်မာနာဦးပြန်မလွတ်သေးတဲ့ကြောင်းတင်ဆက်ပေးပါမယ်။ထိုင်းနိုင်ငံဘန်ကောက်မြို့မှာဘေးစတက်စီဝေးတင်ရောက်ခဲ့တဲ့အကြမ်းဖက်စစ်ကောင်စာမင်းအောင်လိုင်ကိုဆန္ဒပြခဲ့တဲ့မြန်မာနိုင်ငံသား၂ယောက်ပြန်လည်မလွတ်မြောက်လာသေးဘူးလို့သိရပါဗျ။ဘန်ကောက်မြို့ရှိရှန်ဂရီလာဟိုတယ်မှာစီဝေးတင်ရောက်နေတဲ့အကြမ်းဖက်မင်းအောင်လိုင်ကိုဆန္ဒပြမှုကြောင့်မြန်မာနိုင်ငံသားကိုဖြိုးပိုင်နဲ့ကိုနန်နိုင်စိုးတို့ကိုမလ3ရက်မှာထိုင်းရဲတပ်ဖွဲ့ဖမ်းဆီးထားတယ်လို့အဖမ်းခံရတဲ့ကာယံကန်ရှင်တွေကလူမှုကွန်ရက်မှာရေးသားထားပါဗျ။ကျွန်တော် မှာတည်ရဝင် passport ရှိပြီးဗီဇာတက်တန်းတိုးဖို့စောင့်ဆိုင်းနေပါတယ်အခုအခါထိုင်းအာဏာပိုင်တွေကကျွန်တော်ရဲ့နိုင်ငံကူးလက်မှတ်ကိုအမြပြတ်စင်ရင်တွင်းထားပါတယ်လက်ရှိမှာလူဝင်မှုကြီးကြပ်ရေးထိန်းသိမ်းရေးစခန်းမှာထိုင်းအာဏာပိုင်တွေကထိန်းသိမ်းထားတယ်လို့သူရဲ့လူမှုကွန်ရက်မှာရှင်းသားခဲ့ပါတယ်မြန်မာနိုင်ငံကိုပြန်ပို့ခံရရင်သူရဲ့အသက်လုံခြုံရေးအတွက်ချိန်ချောက်မှုတွေရှိလာနိုင်တယ်လို့ new power generation ကိုတည်ထောင်သူကိုဖြိုးပိုင်ကဆိုထားပြီးလက်ရှိမှာတော့သူရဲ့လူမှုကွန်ရက်မှာဖော်ပြထားတဲ့စာရီကိုပြန်ဖြတ်ထားတာတွေ့ရပါတယ်ဖန်ဆီးကံမြန်မာနိုင်ငံသားနေရာကိုတော့ထိုင်းအာဏာပိုင် င်တွေကအပီလေးရဲ့ညပိုင်းထိပြန်မလို့သေးဘူးလို့သိရပါတယ်။ထိုင်းနိုင်ငံကမြန်မာအရေးလှုပ်ရှားသူတွေကတော့သူတို့နောက်ဦးလူမြောက်ရေးအတွက်ဘန်ကောက်မြို့ကကုလသမဂ္ဂယုံကိုဆက်သွယ်အကြောင်းကြားထားပြီးထိုင်းအာဏာပိုင်ကိုလည်းဆက်သွယ်ထားတယ်လို့ဆိုပါတယ်။အထူးသဖြင့်ကိုဖြိုးပိုင်နဲ့ကိုနိုင်နိုင်စိုးတို့ကိုမြန်မာနိုင်ငံပြန်မပို့ရင်းနဲ့ပြန်လည်လူမြောက်ရေးအတွက်ကုညီဆောင်ရွက်ပေးဖို့မိဖတ်ထိုင်းလူမှုအဖွဲ့အစည်းတွေပူးပေါင်းလှုပ်ဆောင်နေရလို့၎င်းတို့ကဆိုပါတယ်။ နောက်ထပ်တစ်ပုတ်အနည်းငယ်ရခိုင်ပြည်နယ်မှာသဇံကာလအတွင်းလူစုလူဝေးမပြုလုပ်ကြဘဲအရခတ်တက်တော်အတိပေးတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ ရခိုင်ပြည်နယ်မှာတစံကာလအတွင်းလူစုလူဝေးနဲ့တစံမလုံကြဘူးအချက်ပါဝင်နဲ့တစံကာလလိုင်းနိုင်ရမယ့်စည်းကမ်းချက်တွေကိုအရခတက်တော်ကရခိုင်ပြည်သူတွေကိုအတိပေးထုတ်ပြန်လိုက်ကြောင်းသိရပါတယ်။အဆိုပါလိုင်းနိုင်ရမယ့်စည်းကမ်းချက်တွေကိုအရခတက်တော်အေးစေယုံကျောင်းကရခိုင်ပြည်သူတွေကိုတိုင်ရိုက်အတိပေးထုတ်ပြန်ထားတာမဟုတ်ဘဲသက်ဆိုင်ရာမြို့နယ်အလိုင်းတာဝန်ရှိသူတွေထံအေးစေယုံကျောင်းကညွှန်ကြားထားခြင်းဖြစ်ကြောင်းသိရပါတယ်။မြို့နယ်အလိုင်းအရခတက်တော်အုပ်ချုပ်ရေးဖွဲ့တွေကတစင်ရခိုင်ပြည်သူတွေကိုထက်စစ်ညွှန်ကြားအတိပေးထုတ်ပြန်ထားခြင်းဖြစ်ကြောင်းအရခတက်တော် ော်အင်းရဲ့တကြံကာလအတွင်းပြည်သူများလိုက်နာရမယ့်အချက်တွေမှာလူစုလူဝေးပြင်တကြံမန်တပ်ပြုလို့ရှိကစားခြင်းမပြုလို့ရလူအများပြားစီနေပြီးကားများနဲ့လက်ပတ်ခြင်းမလုပ်ရတရွာနဲ့တရွာကားများနဲ့ကားခုံခြင်းများမလုပ်ရလို့ပါဝင်ကြောင်းသိရပါတယ် ဒါအပြင်ဖုံးတော်ကြီးကျောင်းလေးမှာဥပုပ်တီလာစောက်တီခြင်းများမလုံရအလူတန်းပွဲတော်များကျင်းပခြင်းများမလုံရလူစုလူဝေးဖြစ်တဲ့တချင်းစုပွဲများမပြုလုံရမြို့ရွာများထဲမှာစောင်းပေါင်းနဲ့ဖွင့်လှစ်ပြီးစုစုညံ့ညံ့မပြုလုံရစတဲ့အချက်တွေပါဝင်ကြောင်းသိရပါတယ်ရခိုင်ပြည်နယ်မှာတကြံကာလကိုလုံလုံကြုံကြုံပျော့ပျော့ရွှင်ရွှင်နဲ့လွတ်လပ်စွာကျင်းပခွင့်မရရှိတာဟာ2018-2019ခုနှစ်ကလေးကဖြစ်ပြီးအဖြစ်သဘောတာကျင်းပမှုတွေနဲ့တကြံကာလကိုဖျက်ဆီးနေရကြောင်းသိရပါတယ် ဆက်လက်ပြီးရှိုးမဗန်ဥက္ကဋ္ဌဦးသိန်းဝေနဲ့ဒရိုက်တာဖွဲ့ကိုထောင်ချလိုက်ပြီးလို့သတင်းတွေထွက်လာတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ကနအူရရှိထားတဲ့သတင်းတွေအရရှိုးမဗန်ဥက္ကဋ္ဌဦးသိန်းဝေ CEO ဦးဖောင် မောင်စိန်ပါဝင်ရူမဘန်ဒရိုက်တာကိုကိုစစ်ကောင်စီကထောင်ဒဏ်ချမှတ်လိုက်ပြီလို့သိရပါတယ်။ရူမဘန်ဥက္ကဋ္ဌဦးသိန်းဝေ73နှစ်စီယိုဥပမောင်စိန်72နှစ်ဦးစာနီ72နှစ်နဲ့ကြံလူတွေ3နှစ်ထောင်ဒီတိချမှတ်ခံရတဲ့အကြောင်းရန်ကုန်ကတရင်ရင်မြစ်တခုကတဆင့်သိရပါတယ်။ဦးသိန်းဝေတို့ထောင်ချခံရတဲ့တရင်တီးချအတီးပြနိုင်ဖို့ရူမဘန် limited ကိုဆက်သွယ်အကြောင်းကြားထားပေမယ့်ပြန်လည်ဖြေကြတာမျိုးမရှိပါဘူး။ရူမဘန်ဥက္ကဋ္ဌဦးသိန်းဝေ CEO ဥပမောင်စိန်အပါအဝင်ရူမဘန်ဒရိုက်တာကိုကိုငွေချေးခံဝါချမှုနဲ့နေပြီးတော့မှ 2024ဇူလိုင်လကလေးကထိန်းသိမ်းထားတာဖြစ်ပြီးအခုမှထောင်ဒဏ်ချမှတ်လိုက်တာဖြစ်ပါတယ်။ထိုင်းနိုင်ငံကကွန်ဒိုတိုက်ခန်းရောင်းဝယ်မှုတွေမှာရုံးမဘဏ်ကပါဝင်ပတ်သက်မှုရှိနေတယ်ဆိုပြီးနိုင်ငံသားငွေဥပဒေနဲ့ညှိစွန်းနေတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ရုံးမဘဏ်နဲ့ရုံးမလုပ်ငန်းစုဥက္ကဋ္ဌဦးသိန်းဝင်းခေါ် စာကြည်ပန်းအပါဝင်ဒရိုက်တာဖွဲ့ဖန်စီခံခဲ့ရတာပါရိုမာဘန်က1993ခုနှစ်မေလမှာဥသိမ်းဝေရဲ့ FMI ဂျင်းနီမြုံနံမှုကုမ္ပဏီမှာစတင်တည်ထောင်ခဲ့ပြီးမျိုးပေါင်း53ခုမှာဘန်ခွဲပေါင်း85ခုဖွင့်လှစ်ထားခဲ့တဲ့ဘန်စီတစ်ခုဖြစ်ပါတယ်စစ်ကောင်စီကနာမည်ကြီးစီးပွားရေးလုပ်ငန်းရှင် ဇေကဘာဥခွင်ရွှေနဲ့တားဖြစ်သူဇေတီဟာတို့ကို2022ခုနှစ်ကဖမ်းဆီးခဲ့ပါတယ်။ဥခင်ရွှေကိုပြန်လွတ်ခဲ့ပြီးမြဲတားဖြစ်သူဇေတီဟာကိုတော့ဖမ်းဆီးထားဆဲဖြစ်ပါတယ်။အာနာသိန်းစစ်ကောင်စီကသူတို့ကိုမထောက်ခံနဲ့သူတို့မကြိုက်တဲ့စီးပွားရေးလုပ်ငန်းရှင်ကြီးတွေကိုစောင့်ကြည့်အမားရှာပြီးဖမ်းဆီးထိန်းသိမ်းထောင်ချတာတွေလုံးလို့ရှိပါတယ်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဥက္ကဋ္ဌနိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်နဲ့ကောင်းမွန်တဲ့ဆက်ဆံရေးရှိတဲ့ခရိုနီအေဒင်ဦးချစ်ကိုလည်း2022ခုနှစ်ဧပြီလကဖမ်းဆီးခဲ့ပါတယ်။2022ခုနှစ်မတ်လစီ ကဘာဥခင်ရွှေလိုတားဖဖန်ခံရပြီးတလားကြာမှာအာနာသိန်းစစ်ကောင်စင်ကပြည်ရင်းထိတ်တန့်စီးပွားရေးလုပ်ငန်းရှင်ဦးချစ်ခိုင်နဲ့တားဖြစ်သူဦးဝင်းမန်းခိုင်တို့ကိုအင်္ဂရီလိုက်စာမှုတိုက်ဖြတ်ရေးဥပဒေပုံမှန်55နဲ့ဖမ်းဆီးခဲ့တာဖြစ်တယ်လို့သတင်းမှဖော်ပြပါရှိပါရယ်ရှင်။